copy ကူးထားကြတဲ့ဘလုံးလောက်ကရဲ့နာမည်ကြီးအောင်ပွဲခံပုံများအားလုံးပဲမင်္ဂလာပါတချို့သောဘလုံးသမားတွေမှာကိုပိုင်းအောင်ပွဲခံပုံတွေဆိုပြီးရှိတတ်ပါတယ်ပရိသတ်တွေကလည်းကစားသမားတွေကိုသူတို့ရဲ့အောင်ပွဲခံပုံနဲ့တွဲမြင်ကြတဲ့အထိဒီအောင်ပွဲခံပုံတွေကတရားမှုရှိပါတယ်ဖိတ်ကြီးရဲ့နာမည်ကျော်အောင်ပွဲခံပုံကစလို့ဘလုံးလောက်ကမှလည်းတခြားနာမည်ကြီးတဲ့အောင်ပွဲခံပုံတွေများစွာရှိပါတယ်ဒါပေမဲ့ပရိသတ်တွေသိမသိကြသေးပဲနဲ့တချို့သောအောင်ပွဲခံပုံတွေက copy ကူးထားတာတွေဖြစ်နေတတ်ပါတယ်ဒီမှာတော့ copy ကူးယူထားတဲ့အောင်ပွဲခံပုံတွေရဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ် နံပါတ်1အနေနဲ့ကတော့ဒေါက်တာလီပဲဖြစ်ပါတယ်။ဒေါက်တာလီကတော့ပြီးခဲ့တဲ့2023ရာသီတုန်းကဆယ်ချမ်းပြနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။အဲဒီနှစ်မှာသူ့ကိုညံမရှိဘူးလို့ပြောတာကိုပြန်လဲခြေပါတဲ့အနေနဲ့ဒေါက်တာလီကဂိုးသွင်းပြီးလိုက်မှာနှထင်းကိုထောက်တဲ့ပုံစံနဲ့အောင်ပွဲခံခဲ့ပါတယ်။အဲဒီနှစ်မှာဆိုဂိုးရီသွင်းရလုံလို့ဒေါက်တာလီတော့နှထင်းလေးပါချိန်ကုန်ပြီဆိုပြီးတော့နမယ်ဒီပါကြီးလိုက်သေးပါတယ်။တကယ်တော့ဒေါက်တာလီရဲ့နှထင်းထောက်တဲ့ပုံစံကသူ့ရဲ့မူပိုင်ပုံစံမဟုတ်ပါဘူး။ ဒီအောင်ပွဲခံမှုဟာမြင်တွေ့နေကြပုံစံမျိုးဖြစ်ပြီးတော့ရူဘင်နက်ဗာချူအာမန်နီနဲ့ဟက်ဆန်အာဝါရုကလည်းဒေါက်တာလေးမတိုင်ခင်ကလေးကအောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။နံပါတ်2နေနေကတော့ကိုပါမာပဲဖြစ်ပါတယ်။ပါမာကတော့နိုဘူးလူတက်လွတ်တက်ငါကြီးသွားတဲ့ကစားသမားဖြစ်ပြီးတော့လက်ရှိမှာလည်းညီမာစီတို့အသင်းကိုအကျိုးပြုနေပါတယ်။ပါမာကအနေအေးတာကြောင့်ရေခဲလူသားဆိုပြီးနမဲပြောင်းမှုရရှိထားပြီးတော့ခိုးသွင်းပြီးတိုင်းမှာလည်းချမ်းတဲ့ပုံစံမျိုးအောင်ပွဲခံခဲ့ပါတယ်။ဒါပေမဲ့ဒီအောင်ပွဲခံပုံဟာလက်ရှိဗီလာကစားသမားမော်ကန်ရော်ဂျာစီကနေခိုးယူထားခဲ့တာဖြစ်ပါတယ်။ ။ဟိုကြောင့်လည်းပါမားတို့ဟာနှုတ်ဘူးအကယ်ဒမီနဲ့ဘီလက်လူငယ်အသင်းတွေမှာအတူတကွာကစားခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။နံပါတ်3နေကတော့စိတ်ကြီးမက်ဆီပဲဖြစ်ပါတယ်။စိတ်ကြီးမက်ဆီဂျာစီကိုကန်ပြီးတော့ပရိသတ်စီပြတဲ့အောင်ပွဲခံပုံကပရိသတ်စိတ်ဝင်စားဆုံးအောင်ပွဲခံပုံတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီအောင်ပွဲခံပုံကိုစိတ်ကြီးကိုယ်တိုင်စတင်ခဲ့တာတော့မဟုတ်ပါဘူး။စိတ်ကြီးမတိုင်ခင်2014ခုနှစ်တုန်းကမာဆယ်လိုကလည်းဒီလိုအောင်ပွဲခံခဲ့ပူပါတယ်။ဒါပြင်ဝန်ထမ်းတင်ညိုကလည်းမာဆယ်လိုမတိုင်ခင်တုန်းကနှစ်ခါတိတိအောင်ပွဲခံခဲ့ပူပါတယ်။ ဒါပေမဲ့စိတ်ကြီးကတော့အလုံးထဲမှာအပေါဆုံးဖြတ်သွားခဲ့ပါတယ်။နံပါတ်၄နေနဲ့ကတော့ဟာကီမီပဲဖြစ်ပါတယ်။ဟာကီမီရန်နောနဆန်နဲ့ကဘာပလာတို့က၁၆သင်းစင်ပွဲစဉ်တစ်ခုမှာပဋ္ဌာန်းဒီကန်သွင်းပြီးတော့ပင်ကွင်းပုံစံနဲ့အောင်ပွဲခံသွားခဲ့ပါတယ်။ဒီအောင်ပွဲခံပုံကအမေရိကန်ဖုတ်ဘောကစားသမားဂျေဒန်ဝတ်တဲရဲ့အောင်ပွဲခံပုံကိုလိုက်ခိုးထားခဲ့တာပါ။ဟာကီမီကတော့ဒီအောင်ပွဲခံပုံကိုအသင်းမော် remove တက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအောင်ပွဲခံမုံကိုရာမော့စ်နဲ့ဟာကီမီတို့ကအထူးတကားလှုပ်လေးရှိပြီးတော့စပိန်လက်ရေးစင်အသင်းမှာရာမော့စ်အေးမခံရတာကြောင့်ဒီလိုအောင်ပွဲခံခဲ့တာလို့သိရပါတယ်။နံပါတ်9အနေနဲ့ကတော့ခနာပရီရဲ့ဖြစ်ပါတယ်။ကနာဘရီရဲ့ဟင်းချက်တဲ့ပုံစံအောင်ပွဲခံပုံကတော့နမဲကျော်ဘတ်စကတ်ဘောသမားကြီးဖြစ်တဲ့ James Harden စီကနေ copy ယူထားတာပါ။ James Harden ဟာအဲ့ဒီအောင်ပွဲခံပုံကို2015ခုနှစ်လောက်ကတည်းကစလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတုန်းကဆိုရင်ကနာဘရီတောင်မချက်ပြုတ်နိုင်သေးဘဲနဲ့ဆင်မြန်ကြီးတို့စီမံယုံကန်နေရတာဖြစ်ပါလိမ့်။ အခုတော့ကနာပရီအနေနဲ့ကလေးဘုလိုစီမံကိုတင်ပြီးတိုင်းမှာချက်ပြုတ်ပြနိုင်ပြီလေဖြစ်ပါတယ်။စောင်းနေကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။